။ဆွမြာဆယ်ကျော်တဲ့အကြောင်းသူလီတယောက်ဖြစ်ပါရီ။ဒီမှာမိခင်ကွယ်လွန်ပြီးတဲ့နောက်စိတ်ကြယောဂခံစားနေရရီ။ဒီမှာမိဝဲပြင်းမြောင်နေပြီးတော့ခရောင်ကနန်းကြီးဖြစ်နေတာပါ။ဒီအချိန်ဒီကြောင့်ပဲဆူမြဟာလူတွေနဲ့ဆက်ဆက်ရမှလည်းအဆင်မပြေတော့ပါဘူး။ဆူမြဖေကိုတို့ကတော့သူသမီးစိတ်ပုံမှန်ဖြစ်လာအောင်ကူညီပေးတယ်။တနေ့မှာတော့ဆူမြနဲ့သူဖေကိုတို့ကတော့အမင်းလိုက်ထွက်ကြတယ်။ကိုတို့ကသူသမီးကိုကိုလုံးသမ ्या အရာတိုင်းကိုအဆုံးသတ်ရမယ်ဆိုပြီးတော့ဆုံးမတယ်။နားလေသွားတဲ့ဆူမြကတော့တနက်မှန်ပြီးတော့မတိမရှင်ဖြစ်နေတဲ့သမီးကိုကြောက်တုံးနဲ့ကောက်ထုပေးလိုက်တယ်။ အိမ်မရောက်တော့ကိုတိုးကစုမြက်ကိုစိတ်ရောကဆောင်းနေပြကြည့်ဖို့ပြောတယ်။ဒီလိုပြောတော့စုမြက်ကိုဒေါသထွက်စီခဲ့ပါတယ်။တာဖာနီရောစကားပြောနေတော့စုမြက်ရဲ့တငယ်ချင်းငိမ့်ချမ်းရောက်လာတယ်။ငိမ့်ချမ်းကစုမြက်ကိုကြောင်းသွားဖို့တက်လာခေါ်တာပါ။ကြောင်းသွားနေတော့ကြောင်းကအတန်းပေါ်ထူအောင်ကလေဝင်းထဲမှာတခုခုလုံနေတာတွေ့လိုက်ပြီးမင်းသူတို့လည်းအမှုမဲ့မဲ့ပဲနေလိုက်မိတယ်။ကြောင်းရောက်တော့ငိမ့်ချမ်းကပါစုမြက်ကိုဆောင်းနေပြဖို့ထက်နာချတယ်။စုမြက်လည်းစိတ်တို့ပြီးတော့တန်းစင်ခံကိုထွက်လာတယ်။တန်းစင်ခံမှာတော့နင်းနင်းဆိုတဲ့ကြောင်းတွေကမျက်နှာကျက်ပေါ်တခုခုတက်လုံနေတယ်။ နင်းနင်းထွက်သွားတော့စုမြက်ကမျက်နှာကျက်ပေါ်တက်ရှာပြီးမှဘာမှမတွေ့ပါဘူး။ဒိမချောင်ကမှပဲတမျိုးလုံးအနံ့ပေါက်ကွဲမှုတွေဖြစ်လို့ရဲရင်နဲ့မိသက်သမားတွေလှုပ်ရှုပ်ကုန်နေ။အဲဒီမှာပဲចောင်းကန်တင်းကိုဗန်ကားတစ်စီးရဝင်ချလာရီ။ကားပေါ်မှာတော့လက်နဲ့ကင်ထားတဲ့စိုးကြီးနဲ့မူသီးဆိုတဲ့လူငယ်နှစ်ယောက်ပါရီ။ခဏကြာတော့ထူအောင်နဲ့နင်းနင်းတို့ပူးပေါင်းလာပြီးတော့သူတို့က၄ယောက်တစ်ဖွဲ့ဖြစ်နေတယ်။စိုးကြီးနဲ့မူသီးတို့ကကားပေါ်ကနေဆင်းလာခဲ့ပြီးတော့မြင်းသမီးအចောင်းသားတွေကိုပြစ်တတ်တယ်။ကျန်တဲ့သူတွေရောဖုံးဆက်ပြီးတော့မိဘတွေကိုအတီးပေးခိုင်းနေ။ တန်းစင်ကနေရောက်နေတဲ့ဆူမြက်ကလည်းတနက်မှန်ပြီးတော့ရောက်လာတဲ့မျိုးသမီးကြောင့်ဖြစ်မှန်တွေကိုသိလိုက်ရတယ်။ဆူမြက်ကလည်းမျက်နှာကျဲပေါ်ကနေထွက်ပြေးပြီးတော့ကျောင်းရဲ့မိဖို့ဆောင်ကနေတစင်နောက်ဘက်ကနေပြီးတော့လွတ်သွားတယ်။ကဲနေမှာတော့ဆိုးကြီးကကျောင်းသားတွေအကုန်လုံးကိုသူတို့ဖုန်းနေနဲ့လိုက်လွင်ခိုင်းထားတယ်။ခဏနေတော့ကျောင်းအကြီးနဲ့လုံချုံကြီးကရောက်လာတယ်။ကျောင်းအကြီးကနားချပြီးမလဲမရတဲ့ပြင်မိုးသီးကကျောင်းအကိုပါပြစ်တက်လိုက်ပြီ။ပြီးတော့ကျန်တဲ့ကျောင်းသားတွေနဲ့လိုက်ကိုပိတ်ခိုင်းလိုက်ပြီးတော့ဖြူဟာအများဆုံးတစ်ယောက်ကိုပဲဆက်လွင်ခိုင်းထားတယ်။အဲဒီလိုကလည်းဆူမြက်တငယ်ချင်းငြိမ်းချမ်းဖြစ်နေတယ်။ လွတ်တော်ရေးစုမြင့်ကလည်းပြန်မဲလှုပ်ပြီးတော့မှစိတ်ပြောင်းပြီးတော့ချောင်းကိုလဲပြန်လာတယ်။ဘူမတိပါမတိနဲ့ချောင်းထဲဝင်မဲလှုပ်နေတဲ့သူတွေကိုစုမြင့်ကဓာရီစုမြင့်နဲ့ချောင်းသူတယောက်ကချောင်းထဲမှာရှိနေတဲ့သူတွေကိုလိုက်တိပေးပြီးတော့ချောင်းထဲကနေအမြန်ထွက်ခိုင်းတယ်။စုမြင့်တို့လည်းပြောပြီးမင်းတချို့ဆရာတွေကတော့စားနောက်နေတယ်ပဲထင်တယ်။စုမြင့်ကမိသတိပေးခေါင်းလုံးကိုနှိပ်လိုက်ပြီးမင်းတစ်ဖက်ကနင်းနင်းကပိတ်ချလိုက်တဲ့အတွက်တချောင်းလုံးကမှမီးဖြတ်လိုက်တယ်။ချောင်းကိုပိတ်ချတော့မယ့်အချိန်မှပဲချောင်းထဲမှာထောင်ထားတဲ့ဘုံတွေထောက်ခွင်တယ်။ အဲဒီတော့မှပဲမြင်းနောက်ကြတဲ့ဂူလာရွှေတွေကလည်းရောက်လာခဲ့ပြီးတော့ကျောင်းကိုဝိုင်းထားလိုက်ကြတယ်။ကျောင်းမှာဖြစ်ပျက်နေရတဲ့အရာတွေသတင်းထဲမှာပါလာခဲ့ပါပြီ။ဆွေမြက်ကတော့ကျန်တဲ့ကျောင်းသားတွေကိုအမြန်ထွက်ဖို့လိုက်တိပေးနေတယ်။အဲဒီချိန်မှာပဲနင်းနင်းကဆွေမြက်ကိုတွေ့သွားပြီးတော့လိုက်ပြတယ်။ဆွေမြက်နဲ့နင်းနင်းတို့လုံထွေးနေကြရင်ဆွေမြက်ကပဲတနက်နေ့နင်းနင်းကိုဖျက်သက်လိုက်တယ်။တစ်ဖက်မှာဆိုးရီကတော့ငင်းချင်းကိုခေါ်ပြီးတော့စပိန်ဘာသာအတန်းကိုသွားတယ်။ဆီယာမအနာချပြီးမယ်လေဆိုးရီကတော့ဆီယာမဘာမှမဖွင့်မရလို့တယ်။ဒါဝန်ငင်းချင်းကပဲကွန်မန့်ဖက်ပြပြီးတော့အာယုံပြောင်းလိုက်ရတယ်။ ဆိုရတော့မန်နေရမေးထားတာတွေကအသေးစိတ်ဖြေပေးနေတယ်။ရဲရီအားဆိုရီမိဘတွေကိုလိုက်သွားခဲ့ပြီးမြေသူ့အမေကတော့တင်းနေနေပါပြီ။ဒီဘက်မှာဆူမြတ်ဖေကိုတို့ကလည်းဖြည်းဖြည်းလေးကိုတည်သွားပြီမလို့တနက်ဆွဲပြီးတော့တမီးနောက်ကိုလိုက်လာရီ။နောက်ထပ်စာသင်ခန်းတစ်ခန်းကိုသွားနေတော့လမ်းမှာထူအောင်နေစုံနေ။ဆူမြတ်ကထူအောင်ကိုမိသက်စီဘူးနဲ့မှောက်သိပြီးတော့လက်ထိတ်ခတ်ထားလိုက်တယ်။ပြီးတော့တခြားเจ้าသားတွေကိုလွတ်အောင်ကူညီပေးနေတယ်။အဲဒီအချိန်မှာပဲဆူမြတ်ကူညီနေတာတွေကသတင်းမှပါလာလို့ဆိုရီတည်သွားရီ။ဆိုရီဟာဆူမြတ်ကိုသူ့ရှိလာဖို့ခေါ်ပြီးတော့မလာရင်အားလုံးကိုတတ်ပြစ်မယ်လို့ပြောရီ။ ကျောင်းသားတယောက်ကလည်းနမူနာအနေနဲ့ပြစ်တက်ပြလိုက်တယ်။ဆူမြတ်ကထူအောင်ကိုလည်းလှုပ်ပေးပြီးတော့ဆိုရီတို့စီသွားတယ်။ထူအောင်ကတော့အမြင်မှန်ရနေပြီးတော့ဆူမြတ်နဲ့ပူပေါင်းလိုက်တယ်။ကန်နီကိုရောက်တော့မိုးဒီယာဆူမြတ်ကိုပြစ်တက်မယ်လို့ဝိမိဆိုရီရတာတယ်။အဲဒီအချိန်မှာပဲထူအောင်ကရောက်လာခဲ့ပြီးတော့ဆိုရီမိုးဒီတို့နဲ့အပြန်အလှန်ပြစ်ကြတယ်။ဒီအချိန်မျိုးခွင့်ကောင်းယူပြီးတော့ဆူမြတ်နဲ့ငိန်ညံတို့ကထွက်ပြေးကြတယ်။စာသင်ခန်းတစ်ခန်းနဲ့ဝင်ပုန်းနေနဲ့ခန်းစားချက်တွေဖွင့်ရပြီးတော့ပြုတ်ပြုတ်ပေးလိုက်ကြတယ်။ဆူမြတ်ကအချိန်ကြီးထွက်ကြည့်တော့မိုးဒီနဲ့ကြိုးလို့ပြေးရတယ်။ အခန်းကမ်းမှာတော့မိုးဒီယာတူမိသွားပြီးတော့လက်သီးနဲ့ဆင်ထိုးတယ်။နောက်ဆုံးဆူမြက်ကိုတတ်တော်မဲအချိန်မှာအပြင်ကစတိုင်ပါနဲ့စောင့်နေတဲ့ကုတို့ကအချိန်မီပြစ်လိုက်နိုင်နေ။ဆူမြက်ကမိုးဒီရဲ့လောင်းမုံကိုဆိုးရီစီကိုပို့ပေးပြီးတော့စကလုံးနီနဲ့စိတ်တူလောင်းအောင်ဆော့ပြီးဆိုးရီကတော့ကြောင်းသားတယောက်ကိုဘုံကင်ပြီးတော့တစားကန်နီနဲ့ခေါ်လာတယ်။အဲအချိန်မှာပဲဆူမြက်ကကန်နီနဲ့ရောက်နေခဲ့ပြီးတော့ကျန်တဲ့ကြောင်းသားတွေကိုထွက်ပြေးခိုင်းနေ။ဘန်ကားပေါ်မှာလည်းချိန်ကြိုင်ဘုံပါနေလို့ဆူမြက်ကပဲကားကိုအပြင်အမြန်ထုတ်နိုင်လိုက်တယ်။အဲဒီတော့မှကုလားရွှေရောလည်းဝင်လာခဲ့ပြီးတော့ဆူမြက်ကိုတော့လူမဖမ်းလိုက်ပါသေးတယ်။ ခဏနေတော့ခင်းရည်ကနေပေါက်ကွဲတဲ့ကြားလိုက်ရပြီးတော့အလောင်းတလောင်းလေးတွေ့လိုက်ရတယ်။အားလုံးကလည်းပေါက်ကွဲမှုမှာဆိုးရိမ်တည်သွားပြီလို့မှတ်ယူလိုက်ကြတယ်။ပြီးတော့မှရေအိုကစုမြက်ကိုလူမားဖမ်းမိလို့လာတောင်းမှနေ။စနိုက်ပါနဲ့ဝင်ပြတဲ့စုမြက်အဖေကတော့ဖမ်းခံလိုက်ရတယ်။စုမြက်ကကြောင်ထဲကနေထွက်ပြေးလာတဲ့ဆိုးရိမ်ကိုလမ်းတွေ့လိုက်တယ်။ဒီတော့မှပေါက်ကွဲမှုမှာတည်ချင်အောင်ဆောင်းထမ်းမှန်းသိလိုက်တယ်။စုမြက်ကစနိုက်ပါတစ်လက်ဆွဲပြီးတော့ဆိုးရိမ်နောက်ကိုလိုက်တယ်။ဆိုးရိမ်အောင်ပတ်စပို့နဲ့သူဖွဲ့ထားခဲ့တဲ့ပတ်စံတွေကိုယူပြီးတော့ထွက်ပြေးဖို့လုပ်နေတာပါ။စုမြက်လည်းစနိုက်ပါနဲ့ဆိုးရိမ်ကိုလမ်းပြလိုက်တယ်။ မတိမရှင်ဖြစ်နေတဲ့ဆိုယိုသူ့ဖေစကားတိုင်းဆုံးသက်ဖို့လုပ်ပေမဲ့အလုံးမဖြစ်ခဲ့ပါဘူး။စန်တကင်နဲ့ခံစားရအောင်ထားခဲ့လိုက်ရင်လည်းဇလန်းကြီးလည်းပြီးဆုံးသွားခဲ့ပါပြီ။ကျောင်းဝလာတဲ့တနက်သမားတွေကိုရှေဖြုတ်ပြခဲ့တဲ့ဆုမြတ်ပဲဖြစ်ပါရယ်။ညိုကီတို့လည်းဒီလိုကောင်းမလီမျိုးကိုရအောင်ရှာကြဖို့အကြံပေးကြပါရယ်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရယ်။